ဘလုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဘာစီလိုနာတင်းကလာမဲ့တနင်္ဂနွေနေ့ညမြန်မာစံတော်ချိန်9:45မှာတော့အက်ကလစီကိုပွဲစဉ်အနေနဲ့ရင်းမရရဲ့အိမ်ဝင်းမှာပွားရောက်ဆင်ပြန်ကစားတော့မှာဖြစ်ပါတယ်ဒါပြောရမယ်ဆိုရင်ဘာစီလိုနာဘက်ကကြုံကြည့်ရမယ်ဆိုရင်လည်းဒါအကောင်းဆုံးပုံစံတရက်မှာမရှိနေပြန်ဘူးတစ်ဖက်ကရင်းမရကိုကြုံကြည့်မယ်ဆိုလည်းရင်းမရကဒါသူ့ရဲ့အကောင်းဆုံးပုံစံတရက်မှာမရှိသေးပြန်ဘူးသို့ပေမဲ့လည်းဘလိုပဲဖြစ်အက်ကလစီကိုပွဲစဉ်ဆိုရင်တော့ဒါအားလုံးသိတဲ့အတိုင်းပဲ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပွဲတပွဲဖြစ်လာမှာတော့ဒါကျွန်တော်တို့ကျင်းသေးပေါ့ပြောလို့ရတယ်။ဒီနေ့မှာကျွန်တော်ဘာစီလိုနာဘက်ကကြည့်ရမယ်ဆိုသူရဲ့အဓိကကစားသမားတော်တော်များကအီကလစုကိုပွဲစဉ်ကိုလွဲချော့ပြီးဒီနေ့မှာနံပါတ်1ကျွန်တော်တို့ဒီရသည်စမှာဝယ်ထားတဲ့ကိုသမားဂျွမ်ဂါစီယာတကယ်ကိုကောင်းတဲ့ကိုသမားလေးအီကလစီကိုပွဲစဉ်လွဲချော့မယ်။ပြီးတော့မှကျွန်တော်တို့ဒန်နီအိုမိုထပ်ပြီးတော့လွဲချော့တယ်။ပြီးရင်ဝိုင်းရင်တိုက်စင်မှုလီမိုနော့စကီဒီပွဲစဉ်ကိုလွဲချော့မယ်။ဒါအဓိကကစားသမားတွေနော်။ defend liner နေနဲ့ထွက်လာမယ့်ကစားသမားတွေပြီးတော့မှကျွန်တော်တို့ရဲ့မစီမဖြစ်ကစားသမားဖြစ်တဲ့ Rafinha ဒါမင်းညားကပဲဒဏ်ရာပြန်ရပြီးတော့မှဒီပွဲစဉ်ကိုလွှဲချော့မယ်ပြီးတော့မှနောက်တစ်ယောက်ကတော့ Gabi ဒါ Gabi ကိုကျွန်တော်ကျောင်းဘိတ်ဆုံးမှပြောရဲဆိုတော့ Gabi နဲ့ Rafinha ကကျွန်တော် Barcelona အသင်းအတွက်ပြောရမယ်ဆိုရင်ဒါဒီလိုပွဲမျိုးတွေဒီပွဲကြီးမျိုးတွေဒီလို Classico ပွဲတွေမှာဆိုဒီကစားသမားနှစ်ယောက်ကတော်တော်လေးကောင်းတဲ့ကစားသမားပြောမှဆိုတဲ့သင်းလုံးမှာစိတ်ဓာတ်အပြင်းပြဆုံးနဲ့နိုင်လို့စိတ်အပြင်းပြဆုံးကစားသမားလို့ကျွန်တော်ပြောလို့ရတယ် တခြားတန်နီအိုမိုတို့ဘာတို့ထပ်ဆိုင်မို့ဂါဘီနဲ့ဒီရာဖီညာကဒါလုံးဝဘာစီလိုနာအတွက်ဒီလိုပွဲမျိုးဆိုမစိမဖြစ်ကြောင်းလိုအပ်တာတကယ်ကိုကောင်းတဲ့ကစားသမားတွေဒါတွေကိုကျွန်တော်တို့ကဆုံဆုံးထားရတယ်တစ်ဖက်မှာပြန်ကြည့်မယ်ဆိုလဲမနေ့ကတက်တဲ့သတင်းတွေရဆိုရင်ကျွန်တော်တို့ဒီညာဘက်ဆိုက်ဘက်ကစားသမားဖြစ်တဲ့ဂျူကွန်ဒေခွန်ဒေကလည်းဒီပွဲကိုပါဖို့ကမသေးကြသလိုသေးကြသလိုဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့သူကပြီးသွားတဲ့20နှစ်ရက်လုံးကိုခွန်ဒေက20မစင်းလာနိုင်ဘူးဒီအတွက်ကြောင့်သူက ်အက်ကလစီကိုပွဲစဉ်ကဒါနီးပြားရဲ့ဆုံးဖြတ်ချက်နဲ့ကျွန်တော်ကစားသမားအပေါ်မှာမူတည်သေးတယ်။ပါမလားမပါလားတော့ကျွန်တော်တထစ်ချတော့ပြောလို့မရဘူး။သို့ပေမဲ့တခုကောင်းတာကခွန်ဒီဘက်အချမ်းမှာကျွန်တော်ရောနဲ့အာရဟုထွက်ကစားနိုင်တဲ့အချက်လေးကဘာစီလိုနာတော့နည်းနည်းလေးဘယ်လိုလဲအာသာချက်တခုတော့ရှိသေးတယ်။သို့ပေမဲ့ဘယ်လိုလဲရောနဲ့အာရဟုထွက်ကစားမှဆိုအာရဟုနေရာကိုခရစ်စတီဆင်ကပြန်လာဖို့ကလည်းဒီနေ့လေ့ကျင့်ခွင်မှာခရစ်စတီဆင်နဲ့ဖရန်ကီတီချောင်းကပုံမှန်ပြန်ပြီးတော့လေ့ကျင့်နိုင်တယ် ါပြောမှဆိုခရစ်စတယ်ဆင်ကဟိုးရင်တပွဲအချို့မှာသူကဒီအစာဟိဝေဒနာခံစားရပြီးတော့မှချန်ပီယံလိအိုနာပီနာကောင်းတဲ့ပွဲစဉ်ကိုမပါနိုင်ဘူးဘလို့လဲအစာဟိဝေဒနာကြောင့်ဖျားတဲ့ဝေဒနာကြောင့်နားနေရတယ်ပြီးတော့မှကျွန်တော်မနေ့ကဖရန်ကီဒီချောင်းကလည်းဒီဝေဒနာခံစားပြီးတော့လေ့ကျင့်ရင်ဒီလေ့ကျင့်ခန်းဆင်းတဲ့တရက်ထပ်ပြီးတော့မှပြက်ကွက်ခဲ့တယ်ဒါပေမဲ့ဒီနေ့လေ့ကျင့်ခန်းဆင်းတဲ့ပွဲမှာတော့ဖရန်ကီဒီချောင်းပြတ်ပြီးတော့မှပါလာတယ်ဒါကပါစီနာအတွက်အစိုးရအကောင်ပေါ့နော်ဒီချောင်းပြတ်ပါလာတယ်ဒီလိုပြောလို့ရတယ် ကျွန်တော်ပြောမယ်ဆိုရင်တော့ဒီဒံယာကစားသမားတွေကကျွန်တော်သင်းနေပဲလားဆိုတော့လည်းမဟုတ်ပြအောင်တစ်ဖက်ကရင်မက်တက်မှာလည်းသူ့ရဲ့ဒံယာကစားသမားတွေကအများပြနေနေထားနေစီတယ်ပြီးတော့မှသူ့ရဲ့ကွင်းလည်ရဲ့အာနေချက်တွေကလည်းဒီရာဒီမှာကျွန်တော်တွေ့ရတယ်သို့ပေမဲ့ရည်ရဲကဘလို့ပဲအာနေချက်တွေရှိနေပါစေကျွန်တော်နီးပြသစ်ဒီအလွန်ဆိုရဲ့လက်ထပ်မှာဆိုပြောင်းကြည့်ရမယ်ဆိုရည်ရဲကဒီရမတ်စုဆောင်တဲ့အပိုင်းမှာအင်မတန်မှတော်တယ်လို့ပြောလို့ရတယ်သူကဘလို့မဆိုအနိုင်သုံးမှတ်ကစာဖွေတတ်တဲ့အသင်းမျိုးဒီတော့ကြောင့်လက်ရှိချိန်မှာရီယယ်မက်ကလည်းဘာစီလိုနာရဲ့နံမတ်ဖြတ်ပြီးတော့မှဘာစီလိုနာရဲ့အထက်မှာနံမတ်ဖြတ်တာပြီးတော့မှလာလီဂါကိုဦးဆောင်တာနဲ့ မဖြစ်မနေဒီပွဲကိုသူအနိုင်ကမ်းမယ်ဆိုရင်ဒါကျင်းဒီပေါ်သူကဘာစီလိုနာကိုငားမဖြတ်နိုင်ဘူးပြီးတော့မှမနစ်ကကျွန်တော်ထိတိုက်တွေးဆမှုတွေပြန်ကြည့်မယ်ဆိုရင်ဘာစီလိုနာကအပြတ်သက်ရင်မဲ့ကိုနိုင်လာတယ်ပြိုင်ပွဲကြီး၃ခုစပိန်ပြင်ဖလားရဲ့စူပါကပ်ရဲ့ပြီးတော့မှကျွန်တော်လာလီကာ၃ခုလုံးထိတိုက်တွေးဆမှုအားလုံးကိုဘာစီလိုနာကနိုင်တယ်လေးပွဲဆက်တိုက်နိုင်တယ်ပြီးတော့မှတစ်ခါကျွန်တော်ဒီခြေစစ်ပွဲပါဒီခြေဆောင်ပွဲပါပါမယ်ဆိုရင်ဘာစီလိုနာကမနစ်ကတွေးတဲ့၅ပွဲလုံးကိုအနိုင်ရတာလေဒါကရင်မရရဲ့စိတ်သက်ပိုင်းမှာကြော်ကြည့်ရမယ်ဆိုဒီနှစ်ကသူမဖြစ်မနေဘာစီလိုနာကိုအနိုင်ကမ်းလိုက်မယ် ဒါကသူ့ရဲ့စိတ်ထဲမှာကျင်းသေးပေါင်းအနိုင်ကံမှာဘာကြောင့်လဲသူတို့ကမနစ်ကဘာစီလိုနာရဲ့ကစားပုံကိုဒီရင်မတဲ့တွက်ကနည်းနည်းလေးဘလို့လဲအစ်စ်ဆန်းလို့ဖြစ်နေတဲ့အနေအထားမျိုးဘာစီလိုနာရဲ့ဒီ high line အမြင့်ထားကစားတဲ့ style တွေဒါဒီနှစ်မှာအလုပ်ဖြစ်မလားပေါ့နော်ဒါကိုကျွန်တော်စဉ်းစားရမယ်ဘာကြောင့်လဲဆိုတော့ဒီ high line ကလည်းဘာစီလိုနာကိုနောက်ပိုင်းပွဲတော်များမှာဒုက္ခပေးနေတာဒီ high line ကြောင့်ပဲဘာစီလိုနာကပွဲတိုင်းလို့လို့ဘလို့လဲဂိုးတွေစတိုက်ပေးနေရတဲ့အနေအထားတွေဖြစ်နေတယ်အစားကတော့မနစ်ကဒါအသင်းတော်များကဘာစီလိုနာရဲ့ highlight ကိုဘယ်သူမှမသိကြဘူးဒီတွက်ကြောက်ဘာစီလိုနာက သူလောက်တလို့ဖျက်ခဲ့တယ်လို့ပြောလို့ရပါမယ်လေဒီနေ့မှာဘာစီလိုနာဟတ်လိုင်းကိုအတင်းတတော်များကဘယ်လိုလဲသူတို့ရဲ့နီးဟန်နဲ့အကြိမ်ကြိမ်ထိုးပေါင်းတာကျွန်တော်တွင်းခွင့်ရခဲ့တယ်ဒါကဘာစီလိုနာအတွက်နည်းနည်းလေးစဉ်းစားမယ့်အချက်ဖြစ်လာပြီပြောချင်တာကကျွန်တော်တစ်ဖက်မှာလည်းကီလီယန်အမ်ဘာပေက on fire ဖြစ်နေတယ်လုံးဝစောင့်ရင်ကောင်းနေတဲ့အချိန်ဘာစီလိုနာရဲ့ဒီဟိုက်လိုင်းကလည်းဒီနေ့မှာနည်းနည်းလေးဒုက္ခရောက်နေတဲ့အချိန်အကောင်းဆုံးကစားသမားဖြစ်တဲ့မာတီနတ်ကလည်းမပါဘူးမနစ်ကရေရဲုံနိုင်တယ်ဆိုတော့ဒီဟိုက်လိုင်းဖမ်းတဲ့အနေထားမှာမာတီနတ်ကခရာကြခဲ့တဲ့ကစားသမားမာတီနတ်ကအဓိက main အခုမာတီနာမရှိတဲ့နောက်ပိုင်းမှာဘာစီလိုနာရဲ့ highlight ကဖြိုဖျက်ဖြစ်နေတယ်အသင်းငယ်လေးတွေကအစားထင်တိုင်းကျေလို့ရတယ်ဒီအတွက်ကြောင့် Mbappe ရဲ့အကောင်းဆုံးအချိန်မှာဒီလိုခံစစ်ဖြိုဖျက်ဖြစ်နေတဲ့ဘာစီလိုနာဒါကဒီပွဲရဲ့ main ဖြစ်သွားနိုင်တယ်ဒါနဲ့ကျွန်တော်ကိန်းကနအချက်လက်တွေကိုကြည့်ရမယ်ဆိုရင်ဒီရေမရိကနောက်ဆုံးနှစ်ပွဲကသူကိုပြမနိုင်တော့ဘူး 1C 1C ဆိုတဲ့ရလက်နဲ့ပဲပုတ်ခါတီးကအနိုင်ရတာတဲ့တိုက်စစ်ပိုင်းနဲ့အာနေချက်လေးပြန်တွေးရတယ်သို့ပေမဲ့လည်း ရေမတ်ရဲ့အိမ်ခွင်း6ပွဲကိုကျွန်တော်ကြည့်မယ်ဆိုရင်အိမ်ခွင်းကစားတဲ့ဆွမ်းဆောင်ရီ6ပွဲက6ပွဲလုံးရေမတ်ကနိုင်တာ ਨੇ အိမ်ခွင်းဆုံးပွဲမရှိဘူးတရေမရှိဘူးဒါကအင်မတန်ဥမကောင်းတဲ့ရေမတ်ရဲ့ record လို့ကျွန်တော်ပြောလို့ရတယ်သူရဲ့အိမ်ခွင်းအင်မတန်ကောင်းတယ်လို့ပြောလို့ရတယ်တစ်ဖက်ကဘာစီလိုနာကိုကြည့်ရမယ်ဆိုရင်ဘာစီလိုနာကလည်းဒီအဝေးခွင်း6ပွဲကိုကျွန်တော်ကြည့်ရမယ်ဆိုရင်ဘာစီလိုနာက၅ပွဲနိုင်ပြီးတော့မှ2ပွဲဆုံးရတယ်ဆုံးရခဲ့လဲနောက်ဆုံးသူကစားခဲ့တဲ့အဝေးခွင်းပွဲစဉ်ဖြစ်တဲ့ CV လာကို4-1နဲ့ဆုံးရတယ် ရကိုအနေနဲ့ကြည့်ရမဆိုရင် तू က73ကိုသွင်းထားနိုင်တယ်။ပေးကိုအနေနဲ့ကြည့်ရမဆို6ကိုအထိပြန်ပြီးနားတိုင်။ဘာစီလိုနာရဲ့တိုက်စစ်ကကျွန်တော်ဂိုးတွေသွင်းလွင်းသွင်းလို့နိုင်တယ်။လွယ်လွယ်လေးသွင်းသွင်းနိုင်တဲ့အနေထားရှိပေမဲ့လေသူ့ရဲ့ခံစစ်ကဂိုးတွေအင်မတန်ကိုပေးနေရတာကျွန်တော်သတိထားရမယ်။အဝေးကွင်းမှာ6ကိုပေးတယ်။ရကိုကျွန်တော်ကြည့်ရမဆိုရင်73ကိုပေးကိုက6ကိုဒါပေးကိုတော်တော်များတော့ကျွန်တော်ပြောလို့ရတယ်။ဒါကရီယယ်မရီရဲ့အိမ်ကွင်းဆွမ်းဆောင်ရင်နဲ့ဘာစီလိုနာရဲ့အဝေးကွင်းဆွမ်းဆောင်ရင်ဖြစ်တယ်။ ပြီးတော့မှရဲမတ်တွေရဲ့နောက်ဆုံး6ပွဲပေါ့နော်ဒီ6ပွဲကိုကြုံကြည့်ရမယ်ဆိုရင်ရဲမတ်တွေကနောက်ဆုံး6ပွဲမှာသူက9ပွဲနိုင်ပြီးတော့မှတပွဲဆုံးတယ်ဒါကလည်းတလက်တီကိုဆုံးတာပါ5-2ဆိုတဲ့ရလနဲ့ရဲမတ်တွေကတလက်တီကိုမရက်ကိုဆုံးတာလေသူရဲ့ရကိုကြုံကြည့်ရမယ်ဆိုရင်16ဂိုးထိသွင်းလာပြီးတော့မှပေကူက9ဂိုးပဲရှိတယ်ဒါပြောရမယ်ဆိုရဲမတ်တွေလည်းတော်တော်လေးကိုဂိုးသွင်းရတဲ့အသင်းပေကူကကျွန်တော်9ဂိုးပဲရှိတယ်ခန်းစစ်ပိုင်းနဲ့လုံကြုံတယ်လို့ကျွန်တော်ပြောလို့ရတယ် တဖက်ကဘာစီလိုနာကိုကြည့်ရမယ်ဆိုရင်ဘာစီလိုနာကနောက်ဆုံးဒီသူ့ရဲ့6ပွဲကြည့်ရမယ်ဆိုရင်4ပွဲနိုင်ပြီးတော့မှ2ပွဲဆုံးတာလေဒါဆုံးသွားတဲ့2ပွဲကလည်းဒီချန်ပီယံလိမှာ PSG ကို2-1နဲ့2ပွဲဆုံးတယ်ပြီးတော့မှ Sevilla ကိုနောက်ဆုံးဒီအဝေးကွင်းကစားခဲ့တဲ့ပွဲစဉ်မှာဒီ1-4ဆိုတဲ့ရလနဲ့ဆုံးတာလားကျော်ရကိုအနေနဲ့ကြည့်ရမယ်ဆိုရင်15ကိုသွင်းလာပြီးတော့မှပေးကိုက10ထိရှိတာလေဒါဆိုတော့ကျွန်တော်ပြောသလိုပေါ့ဘာစီလိုနာကပလိုင်းပေါင်းနဲ့ဖာကောက်တဲ့စတိုင်မျိုးဖြစ်နေပြီခံစစ်တရတအား9တွေပေးနေတယ် ရဲမတ်တွေကိုကြည့်ရမယ်ဆိုရင်ဒါသူကနည်းနည်းဘဲလမ်းမြတည်တယ်တိုက်စစ်တဲ့ခံစားလှုပ်လှုပ်တာအနေထားမှန်တယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့ဒီတွဲကြောင်ဒီနေ့ပွဲစဉ်ကျွန်တော်ကြည့်မယ်ဆိုရင်နှစ်သင်းလုံးကဘယ်လိုလဲသူမသားကိုမသားဆိုတဲ့အနေထားမျိုးမှာစနေပေးမဲ့လေအက်ကလစီကိုကတော့အက်ကလစီကိုပါပဲတကယ်တမ်းဒီနေ့ပွဲစဉ်ရဲ့အဖြစ်ဖြစ်သွားနိုင်တာကကျွန်တော်ဆိုတဲ့ကပြောခဲ့တယ်လို့ပဲခီလီယန်အင်ပါပေရဲ့အကောင်းဆုံးချိန်နဲ့ဘာစီလိုနာရဲ့ဗျံပဒါဖြစ်နေတဲ့ခံစစ်ပိုင်းဘာစီလိုနာရဲ့ခံစစ်တာအင်ပါပေကိုအကောင်းဆုံးထိ ंछ ုံနိုင်မယ်ဆိုရင်ဘာစီလိုနာအတွက်မျိုးလင့်ချက်တွေအများကြီးရှိတယ် တိုက်စစ်ပိုင်းကကျွန်တော်တို့ကပြဿနာမဖြစ်သေးဘူးဒီပွဲစဉ်မှာကျွန်တော်တို့အဓိကကစားသမားတွေမပါသေးတိုင်အောင်ကျွန်တော်တို့ရဲ့ဒီ market rough အကောင်းဆုံးခြေစွမ်းပြနေတယ်ပြီးတော့မှလူငယ်ကစားသမားတွေလာမင်းရမှာပုံမှန်ပွဲပြန့်ကစားနိုင်ပြီပြီးတော့မှ farming လို့ပတ်ပုံမှန်ပွဲကစားနိုင်ပြီခြေစွမ်းပြန့်ပြလာပြီဒီအတွက်ဒီ၃ယောက်ကတိုက်စစ်ဦးဆောင်လိမ့်မယ်ကိုယ်လည်းမှာဆိုရင်တော့ကျွန်တော်တို့ Frankie ဒီချောင်းနဲ့ Patty ဒီချောင်းတော့ဒါကျွန်တော်တို့စောက်ကြည့်ရမယ်ဒီနေ့သူကလက်ချက်ကပြန်စင်းလာပြီဆိုတော့ဒီပွဲကိုပါမလားပွဲချင်းပြေးကစားနိုင်မလားဒါတော့ကျွန်တော်နည်းနည်းသတိထားရမယ် တဖက်ကတော့ရေမတ်ကလစ်ကြတော့ဒီကွင်းလေပိုင်းကနည်းနည်းလေးအာနေချက်တွေရှိနေတယ်ခန်စစ်ကလည်းအာနေချက်တော်တော်များတယ်ရေမတ်ကဒီအတွက်ကြောင့်ရေမတ်ရဲ့ခန်ဒီကွင်းလေပိုင်းဆိုင်ဘာစီလိုနာရဲ့ကွင်းလေကနည်းနည်းလေးပို့ပြီးတော့မှတာတယ်လို့ကျွန်တော်မြင်မိတယ်ဘာကြောင့်ဆိုတော့ရေမတ်ရဲ့ကွင်းလေကဥပမာဘာလင်ကပြန်ပါလာသည့်တိုင်အောင်အဓိကကစားသမားကကျွန်တော်အာရာကူလာဆိုတဲ့ခြားတဲလေးအဓိကကစားသမားဖြစ်နေတယ်ဒါကကျွန်တော်နည်းနည်းလေးစဉ်းစားစရာပေါ့နော်အဲ့ဒီတွဲကြောင့်ဘာစီလိုနာအနေနဲ့ဒီပွဲစဉ်ကိုအနိုင်ရချင်ရင်အင်ပါပေကိုအကောင်းဆုံးထိန်းနိုင်မှာလားခန်စစ်အကောင်းဆုံးပြင်ဆင်လာဖို့လိုတယ် ဒါနိုင်ကျင်ရင်တော့ခံစစ်ကိုကြစ်ကြစ်လေးကစားပြီးတော့မှအင်ဘာပေးအကောင်ဆုံးထိ ंछ ုပ်ဖို့တော့လိုအပ်မယ်။ဒါမှမဟုတ်ရင်လည်းတစ်ဖက်ကစန့်ကျင်ဘက်အရာတွေဖြစ်သွားနိုင်တယ်။ဂိုပြတ်ဆုံသွားတဲ့အနေအထားမျိုးတွေလည်းကျွန်တော်တို့အခက်မသိရင်မြင်တွေ့ဖို့တွေဖြစ်သွားနိုင်တယ်။ဘာကြောင့်လဲအင်ဘာပေးရဲ့အကောင်ဆုံးအနေအထားမှာစီးနေတဲ့အနေအထားမှာခံစစ်ဘယံမတာဖြစ်နေတာကဒါပွဲအဖြစ်ကိုပြောင်းသွားနိုင်တယ်လို့ကျွန်တော်မြင်မိတယ်။ဒီနေရာမှာဘာစလိုနာဖန်နေနေကောရလဘလိုများထွက်လာမလဲလို့ခတ်မှန်းမိလဲကျွန်တော်အနေနဲ့ကြတော့ခံစစ်ကောင်းရင်နိုင်မယ်ရာဂိုရီကတော့သူရောကိုရောနှစ်သိန်းလောက်ကရာဂိုရီများလိမ့်မယ် ခါစင်းမကောင်းရင်တော့ကျွန်တော်တို့ကိုပြတ်ထိနိုင်တဲ့အနေအထားမျိုးတွေဖြစ်သွားနိုင်တယ်လို့တော့ကျွန်တော်မြင်မိတယ်ဘယ်လိုမျိုးရလက်မျိုးထွက်လာမလဲဆိုတာကျွန်တော်ကိုမတ်လေးဒီမှာမတ်ချက်လေးရေးသွားကြပါဦးဒါနဲ့ကျွန်တော်ရဲ့ဗီဒီယိုဒီနေ့မှကြည့်ဖြစ်တဲ့ညီကိုမိတ်ဆွေတို့အနေနဲ့ subscribe လုပ်ထားရသေးဘူးဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်သွားဖို့တော့ကျွန်တော်တောက်ဆုလိုက်ပါတယ်ပြီးတော့မှကျွန်တော်ရဲ့ facebook page ဖြစ်တဲ့ at about football page လေးကိုလည်း follow and like လေးများလုပ်သွားပေးကြဖို့တော့ကျွန်တော်တောက်ဆုလိုက်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်စီပါတယ်